ေဗီလာ22ရက်နေ့မှာငနေလို့မေဆိုပြီးတော့ဟော့ကိန်းမမနာကြောင့်တနိုင်ကလုံးရဲ့ပြောဆိုကိုခံရရင်ကြားမြင်စရာ အားလုံးမင်္ဂလာပါဆယ်လီတိုင်းညူပေးကနေပြန်လေးကကြိုဆိုလိုက်ပါရီတဘာဘာဘေးရနေတဲ့မှာငလင်ကိုတော့ခံမလို့မရဘူးလို့ပြောကြပြီးမြန်မာနိုင်ငံမှာတော့ကြားမြင်စရာတွေကြားထဲမှာငလင်လုံးမယ်မလုပ်ဘူးဆိုတဲ့အကြောင်းကညင်းခုန်ပြောကြပြီးမြန်မာနိုင်ငံမှာတော့ကြားမြင်စရာတွေကြားထဲမှာငလင်လုံးမယ်မလုပ်ဘူးဆိုတဲ့အကြောင်းကညင်းခုန်ဖြစ်ခဲ့ပါရီဂျွန်ဆိုရဲရွှေင်ကျော်ဆရာတယောက်ကတော့မြန်မာနိုင်ငံအတွင်းမှာပြည်ထောင်နေငလင်လုံးမယ်ဆိုတဲ့အကြောင်းမလ17ရက်နေ့ကလေးကကြိုတင်ပြီးတော့ပြောထားခဲ့ပါရီငလင်လုံးမယ်အကြောင်းကြိုတင်ဟောထားပြီးမယ်လေဘသူမှတတိမထားမိခဲ့ပါဘူးနေ့တရအတွင်းမှာပြင်းထန်နေငလင်ကတကယ်လှုပ်သွားခဲ့ပြီးတော့သူဟောတာမှတ်သွားခဲ့ပါရီဒါကြောင့်သူ့ကိုယုံကြည်သူတွေများပြီးတော့ သူ့ရဲ့ဟော့ကိန်းတွေကိုတေချာစောင့်ကြည့်ကြပါရီရွှေကျော်စင်ကိုတီအောင်မြင်သွားပြီဆိုတဲ့ဆရာကတော့မြန်မာတိုင်းငံလုံးမှာအေဘီလာ21ရက်နေ့နေ့လယ်12နာရီ20မိနစ်မှာငလင်လုံနိုင်တယ်လို့ပြောထားခဲ့ပါရီအခုတော့သူ့ရဲ့ဟော့ကိန်းရမမှန်မင်းနေ့တိုင်းငံလုံးထိနေသွားခဲ့ရတဲ့အတွက်တောင်းပန်နေကြောင်းကိုပြောလာခဲ့ပါရီပထမတစ်ချိန်မှာဟော့ကိန်းမှန်သွားတာကြောင့်အေဘီလာ21ရက်နေ့ကိုလည်းအားလုံးကကြောက်လန့်နေကြပါရီသူပြောရင်အေဘီလာ21ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12နာရီ20မိနစ်မှာငလင်မလုပ်ခဲ့ပါဘူးအနာဂတ်ကိုသွားကြည့်ပြီးတော့ဟောထားတာပါဆိုရင်ရွှေကျော် ော်ဆရာကအပြိုင်ကဘာတွေကိုလေးစိတ်ဝင်စားပြီးဟိုဘက်ကဘာမှာကတော့ငလင်ကလှုပ်ပြီးသွားပါပြီ။ဒါကြောင့်ဒီဘက်ကဘာမှာလေးအီဗီလာ21ရက်နေ့မတိုင်ခင်မှာတော့ရွှေကျော်ဆရာကတေချာပေါက်တရားခိုင်တော့ငလင်လုံးမယ်ဆိုတဲ့အကြောင်းတေချာပေါက်ပြောထားပြီးတော့အမခံထားခဲ့ပါရင်တရားရခိုင်တော့တေချာပါတွေပြောတာကြောင့်တနိုင်ငံလုံးလေးထိထိပြပြဖြစ်သွားခဲ့ပါရင် သူရဲ့ဟော်ကင်းကိုရွှင်ကျော်ပညာနဲ့စစ်ဆေးတာဖြစ်လို့ယုံကြည်ကြပြီးတော့အားလုံးကိုကဲတင်ခြင်းနဲ့အကြောင်းပြောခဲ့သူဟာအသက်20ရွယ်သားရှိသေးပေမဲ့လည်းသူပညာကိုယုံကြည်မှုပြေဝရှိနေပါတယ်။သူဟောသလိုငယ်လေးတကယ်လောက်ခဲ့ရင်နိုင်ငံကျော်မှဖြစ်ပြီးတော့ငယ်လေးမလို့ရင်တော့တေချာပါပြောခင်ရမှာပါ။အရင်ကြီးကကြီးပေမဲ့လည်းငယ်လေးလှုပ်ဖို့အတွက်တော့တရားခိုင်တော့တေချာရလို့ပြောခဲ့သူဟာဒါကြောင့်အသက်ကြီးရွယ်အိုတွေကအထုပ်ပိုးတွေနဲ့နေပူတွေမှာထိုင်နေရတယ်လို့တိုင်းပြည်ကြီးတွေမှာအလုပ်လုပ်သူတွေကလည်းကြောက်လန့်နေကြပါရဲ့။ ဆောက်လို့ရေးဝင်နေနေကြတဲ့အလုံးမစင်ရတော့ပဲနေတရက်အလုံးနာကြပါရီစက်ယုံမှာအလုံးလုံးတွေလေးကြောက်နေရကြောင်းစက်ယုံချိုးလေးပိတ်ပေးလိုက်ရပါရီဒါပေမဲ့အေဘီလာ21ရက်နေ့မှာတော့ငလင်ငယ်စားတွေပဲလှုပ်သွားခဲ့ပြီးငလင်ကြီးကြီးမားမားလှုပ်မသွားခဲ့ပါဘူးရွှေကျော်စရာကတော့အမလျှော့သေးပဲနေနေဝင်တဲ့အထိစောက်မှအုံလို့ပြောခဲ့ပါရီနေဝင်သွားရင်လည်းငလင်မလှုပ်ခဲ့လို့နောက်ဆုံးမှာတော့ရွှေကျော်စရာကအားလုံးကိုတောင်းပန်လိုက်ရပါတော့ရီ တကယ်မဟုတ်ဘဲနဲ့လူအများကိုထိလိုက်အောင်လုပ်တာကြောင့်အလုံးရဲ့အပြစ်တင်ဝေဖန်မှုတွေကိုခံလိုက်ရပြီးသူ့ကြောင့်အလုံးနဲ့နာသွားသူတွေလည်းရှိပါသေး။တရက်လုံးမှတရက်ဝစာဝင်ငွေရသူတွေအလုံးမစင်ရလို့ခက်တွေ့သွားခဲ့ကြပြီးတော့အခြေခံလူတန်းစားတွေထိထိခိုက်သွားကြပါသေး။ငနေလုံးမဲ့အကြောင်းကိုဂျပန်နိုင်ငံလိုနှီးပညာတွေတိုးတက်တဲ့နိုင်ငံတောင်မှကြိုတင်မသိရပါမိမယ်လေ။ဒီချိန်ကျော်စရာကတော့ကြိုသိနေကြပါသေး။သူရဲ့ပညာကိုမယုံကြည်ကြတော့လို့ပညာရဲ့ကိုမစော်ကားဖို့တောင်းပန်ထားပါသေးတယ်။လူအများကိုသဘာဝပေးနေပတ်သက်ပြီးစိုးရိမ်အောင်လုပ်လို့ဥပဒေအရအေးအေးယူလို့ရတဲ့အကြောင်းသိပေးထား ပါသေးတယ်။ပရိသတ်ကြီးအရဒီရွှေရင်ကျော်ဆရာဟောတာတွေကိုယုံကြည်ပါသလား။ဘာကြောင့်လွဲချော်သွားရလဲဆိုတာကိုကိုမမရည်သားပေးခဲ့ပါအောင်နော်။ကြီးရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီသီးနဲ့တူပြန်လာခဲ့ပါအောင်မင်းနော်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရီ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။